ျွန်တော်အသက်20မှာဦးစန်းယူသမရဖြစ်ခဲ့တာဦးစန်းယူကိုစိတ်ဝိဆုံတဲ့တခါမှမမြင်ဘူးလိုက်ဘူး TV နဲ့သတင်းစာမှာသမရဦးစန်းယူကိုမကြာခဏတွေ့ရတဲ့တည်းဦးနေဝင်လေရင်ပေါ်တက်သွားတာလေရင်နဲ့ပြန်လာတာအမြဲကြိုဆိုတဲ့အဖွဲထဲမှာသမရဦးစန်းယူထိတ်ဆုံးကအရက်ပူပူနှက်ခမ်းအမြဲစိတ်ထားတဲ့တည်းသပင်နောက်လန်ဖီးတယ်တိုက်ပုံ အဖြူကိုကျဲသီးစိတ်တက်ပြီးလက်အမြဲနောက်ပြစ်ထားတဲ့သမရဦးစန်းယူပုံမျက်စိတည်းဆွဲနေတယ် တီဗီမှာပြတဲ့မဆလာဘာအခမ်းအနားညာအခမ်းအနားမှာသမ္မတဦးဆန်းယူစကားပြောတာတခါမှမတွေ့ဘူးဗမာပြည်ကွန်မြူနတီပါတီဘာကဝကိုအားပေးထောက်ခံတဲ့ပီကင်းအတန်လွင်ဌာနကခက်ဆွာဆွာအမျိုးသမီးတည်င်းကျင်ညာသူရဲ့နေဝင်းဆန်းယူစစ်အုပ်စုဆိုတဲ့တရုတ်တံဝဲဝဲကို အရင်ခေတ်ရေဒီယိုကမကြာခဏကြားခဲ့ဘူးတဲ့သမ္မတဦးဆန်းယူဟာမဆလာဥက္ကဋ္ဌကြီးဦးနေဝင်းစိတ်ကြိုက်လက်ရွေးစင်ခေါင်းခေါက်ရွေးချယ်ထားတဲ့မြန်မာနိုင်ငံမှာဒုတိယအာဏာအရှိဆုံးပုဂ္ဂိုလ်ဖြစ်လာခဲ့ပါတယ် ဦးစန်းယူဟာသူထက်ဝါရင်စစ်ဘက်အရာရှိကြီးများစွာကိုဖျက်ကျော်ပြီးဦးနေဝင်းအနားမှာဒုရယလူအဖြစ်ခေါ်ယူရှိမြောက်ခံခဲ့ရတာပါဗဟန်ကံဘောဇာနန်းတော်ဝင်းတဲ့ရောက်ရင်ဟိုရှန်ကခင်တန်းနုရှန်ဟိုရှန်ကတမရဦးစန်းယူရှန်တိသူများလက်ညှိုးထိုးပြခဲ့ကြတယ်ကြည်သာကြည်ရတယ်ဘယ်ရှန်ကဘယ်သူမှမသိဘူးကျွန်တော်မိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာဒီကနေ့ကျွန်တော်ဖတ်ပြပေးမယ့်ဆောင်းပါးတစ်ပုဒ်ကတော့ဆောင်းပါးရှင်လွင်ဦးရေးသားတဲ့သမရဦးစန်းယူဆိုတဲ့ဆောင်းပါးပဲဖြစ်ပါတယ် အဆိုပါစောင်းပါကိုစောင်းပါချင်ဤ Facebook အကောင့်မှာတင်ထားခြင်းဖြစ်ပါတယ်။ဒီနေရာကနေလေးစားစွာနဲ့ credit လည်းပေးပါရခင်ဗျာ။နိုင်ငံတော်သမ္မတငြိမ်းဦးစန်းယူကို1938ခုနှစ်တွင်ပြည်ခရိုင်သဲကုန်းမြို့၌တရုတ်လူမျိုးအဖအဦးစန်းဖီအမိတော်ရွှေလက်မှမွေးဖွားခဲ့သည်။ဦးစန်းယူကိုဖွားမြင်ပြီးနောက်မိခင်ကွယ်လွန်သွားခဲ့သည်။ဖခင်သည် BOC တွင် အမှုထမ်းဆောင်ခဲ့ပြီးနောက်အိမ်အောင်ပြုခဲ့သည်။ဦးစန်းယူသည်ဒေါ်ရွှေလက်ဤမိခင်ဖြစ်သူအဖွားနှင့်အတူ၅နှစ်အရွယ်အထိနေထိုင်ပြီးနောက် ရွှေတောင်မြို့တွင်နေထိုင်သည့်ဖခင်ထံပြောင်းရွှေ့နေထိုင်ခဲ့သည်။ပူဆန်းယူသည့်ငယ်စဉ်ကရွှေတောင်မြို့နှင့်ပြည်မြို့ရှိအမျိုးသားကျောင်းနှင့်အစိုးရကျောင်းများတွင်ပညာသင်ယူသည်။ကျောင်းနေစဉ်သပိတ်မောက်လုပ်ငန်းများ၌တက်ကြွစွာပါဝင်လှူခြားခြင်းကြောင့်အခြားကျောင်းသားများနှင့်အတူအဖမ်းခံရသည်။စေတန်းကိုရွှေတောင်မြို့မှအောင်မြင်ပြီး1942ခုနှစ်မတိုင်မီကရန်ကုန်မြို့ဆေးကျောင်းတွင်ဒုတိယနှင့်အထူးတက်ရောက်ခဲ့သည်။အူဆန်းယူသည့်1942ခုနှစ်တွင်ဗမာလွတ်လပ်ရေးတပ်မတော် BIA သို့ပြည်မြို့မှဝင်ရောက်သည်။ ဂျပန်စစ်အရာရှိများတင်ကြားပေးသည့်အခြေခံစစ်ပညာသင်တန်းများတက်ရောက်ပြီးဒုဗိုလ်အဖြစ်ခန့်အပ်ခြင်းခံရသည်ဂျပန်ဒေါ်လာရေးမတိုင်ပြီကပင်ဗမာကာကွယ်ရေးတပ်မတော် BDA တက်ရင်နှစ်တွင်တက်ရင်မှုအဖြစ်ခန့်အပ်ခြင်းခံရသည်ဖက်စစ်ဒေါ်လာရေးပြီးဆုံး၍မျိုးရှိဗမာတက်မတော်ဖျက်သိမ်းသည့်အထီတာဝန်ထမ်းဆောင်သည်ဦးစန်းယူသည်1946ခုနှစ်တွင် အမှတ်3ဗမာတန်တကိုင်တက်ရင်၌ဒုတိယဗိုလ်အဆင့်ဖြစ်တက်စုမှုအဖြစ်တက်မတော်တာဝန်ကိုစတင်ထမ်းဆောင်သည် Junior Officer Course JOC နှင့် UEOS Coast Number no. 4တက်ရောက်ခဲ့သည်။ဦးဆန်းယူသည်1949တွင်ဘူကြီးအဆင့်1949တွင်ဘုံမူအဆင့်ဖြင့်အမှတ်သုံးဗမာတနက်ကင်တက်ရင်၌ထမ်းဆောင်သည်။1949တွင်ဒုတိယဘုံမူကြီးအဆင့်တိုးမြင့်ခန့်အပ်ခြင်းခံရပြီးအမှတ်၁အရေးပေါ်ကရာတနက်ကင်တက်ရင်၌တက်ရင်မှုအဖြစ်တာဝန်ပေးအပ်ခြင်းခံရသည်။1950ပြည့်နှစ်မင်္ဂလာတို့၌စေဦးစီးတက်ကတော်တင်နန်းအမှတ်စဉ်အုံတက်နေစဉ်စေယုံကပြန်လည်ခေါ်ယူပြီးအမှတ်၂အရေးပေါ်ရှင်းတနက်ကင်တက်ရင်၌ တပ်မှုအဖြစ်တာဝန်ပေးအပ်သည်ဦးစန်းရွတ်သည်1950ခုနှစ်တွင်မြောက်ပိုင်းတိုင်းစစ်တနာကျုံ၌ယာယီလက်ထောက်စစ်ရေးနှင့်စစ်ထောက်ချုပ်1950ခုနှစ်တွင်အမတ်27ရှီလင်တက်ရင်တရင်မှု1952ခုနှစ်တွင်စစ်ရဒူးခန့်အတွင်းဝင်တာဝန်ထမ်းဆောင်ခဲ့သည်1956ခုနှစ်တွင်ဗိုလ်မှူးကြီးအဆင့်တိုးမြင့်ခန့်အရှင်ခံရသည်1959ခုနှစ်တွင်ဗိုလ်မှူးကြီးအဆင့်ဖြစ်မြောက်ပိုင်းတိုင်းစစ်တနာကျုံတိုင်းမှု1959ခုနှစ်တွင်ဗိုလ်မှူးချုပ်အဆင့် 1962ခုနှစ်တွင်တိုင်းမူတာဝန်အပြင်တမဟာတတမမူအရှေ့ပိုင်းတိုင်းစစ်ထဏာချုပ်တိုင်းမူအနောက်မြောက်တိုင်းစစ်ထဏာချုပ်တိုင်းမူအဖြစ်တာဝန်ထမ်းဆောင်သည်ဦးစန်းယူသည်1963ခုနှစ်တွင်ဒုတိယကောက်ွယ်ရေးဦးစီးချုပ်ကြီးအဖြစ်တိုးမြင့်ခန့်အပ်ခြင်းခံရသည်1982ခုနှစ်တွင်ဗိုလ်ချုပ်ကြီးအဆင့်သို့တိုးမြင့်ခန့်အပ်ခြင်းခံရပြီးကောက်ွယ်ရေးဦးစီးချုပ်အဖြစ်တာဝန်ထမ်းဆောင်သည်ဗိုလ်ချုပ်ကြီးအဆင့်ဖြင့်1984ခုနှစ်တွင်တပ်မတော်မှအငြင်းစားယူခဲ့သည်ဦးစန်းယူသည်1962ခုနှစ်တွင်မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီ ပါတီစည်းကမ်းထိန်းသိမ်းရေးကော်မတီအဖွဲ့ဝင်1963ခုနှစ်ပါတီစည်းရုံးရေးဗဟိုကော်မတီအဖွဲ့ဝင်1964ခုနှစ်ပါတီစည်းရုံးရေးဗဟိုကော်မတီအထွေထွေအတွင်းရင်းမှု1965ပါတီအထွေထွေအတွင်းရင်းမှုတာဝန်ပေးရရှင်ခံရသည်ဦးစန်းယူသည်1982ခုနှစ်ပါတီညီလာခံ1983ခုနှစ်ပါတီညီလာခံ1989ခုနှစ်ပါတီညီလာခံနှင့်1989ခုနှစ်အရေးပေါ်ပါတီညီလာခံတို့တွင်ပါတီဗဟိုကော်မတီဝင်နှင့်ပါတီအထွေထွေအတွင်းရင်းမှုအဖြစ်တာဝန်ပေးရရှင်ခံရသည် 1982ခုနှစ်ပါတီညီလာခံတွင်ပါတီလုပ်ငန်းစည်းစိမ်ရေးကော်မတီဥက္ကဋ္ဌ1985ခုနှစ်ပါတီညီလာခံတွင်ပါတီဗဟိုကော်မတီနှင့်ဗဟိုအလုံးမှုဆောင်ကော်မတီတို့ဥက္ကဋ္ဌ1988ခုနှစ်အရေးပေါ်ပါတီညီလာခံတွင်ပါတီဗဟိုကော်မတီနှင့်ဗဟိုအလုံးမှုဆောင်ကော်မတီဒုတိယဥက္ကဋ္ဌအဖြစ်မှအနားယူခဲ့သည်ဦးစန်းယူသည်1984ခုနှစ်နှင့်1988ခုနှစ်တွင်ပြည်သူ့လူထုကိုယ်စားလှယ်အဖြစ်အရွေးခံရပြီးနိုင်ငံတော်ကောင်စီအတွင်းရေးမှုအဖြစ်ရွေးချယ်တင်မြှောက်ခြင်းခံရသည် 1986ခုနှစ်တွင်ဗဟန်းမြို့နယ်ပြည်သူ့လွတ်တော်ကိုယ်စားလှယ်အဖြစ်ရွေးချယ်ခံရပြီးနိုင်ငံတော်ကောင်စီဥက္ကဋ္ဌနှင့်နိုင်ငံတော်သမ္မတအဖြစ်ရွေးချယ်တင်မြှောက်ရှင်းခံရသည်1985ခုနှစ်ပြည်သူ့လွတ်တော်ရွေးကောက်ပွဲတွင်ဗဟန်းမြို့နယ်နိုင်ငံတော်ကောင်စီဥက္ကဋ္ဌနှင့်နိုင်ငံတော်သမ္မတအဖြစ်ထပ်မံရွေးချယ်ခံရပြီး1988ခုနှစ်တွင်နိုင်ငံတော်ကောင်စီဥက္ကဋ္ဌနှင့်နိုင်ငံတော်သမ္မတအဖြစ်မှအငြင်းစားယူခဲ့သည်ဦးစားယူသည်1952ခုနှစ်တွင်ဗိုလ်ချုပ်ကြီးနေဝင်ဦးစည်းသည့်စစ်မစ်ရှင်အဖွဲ့အတွင်းရင်းမှုအဖြစ်အမေရိကန်နိုင်ငံသို့သွားရောက်သည်1954-55ခုနှစ်တွင် အမေရိကန်နိုင်ငံ၌ Command and General Staff College Course တနှစ်သင်တန်းတက်ရောက်သည့်1960ပြည့်နှစ်တွင်တရုတ်ပြည်သူသမ္မတနိုင်ငံသို့သွားရောက်၍ချစ်ကြည်ရေးခရီးအဖြစ်နိုင်ငံများစွာတက်ရောက်ခဲ့သည်။ဦးဆန်းရွတ်သည်အရေးတော်ပေါင်းတစ်စိတ်လွတ်လပ်ရေးစည်းရုံးမှုတစ်စိတ်လက်မြောက်ရေးတစ်စိတ်လွတ်လပ်ရေးတစ်စိတ် Star တစ်စိတ် Burma Star တစ်စိတ်ကဘာစစ်တစ်စိတ်စစ်မှုတန်းကောင်းတစ်စိတ်နိုင်ငံတော်စစ်မှုတန်းတစ်စိတ်ပြည်ပရန်နှိမ်နင်းတစ်စိတ်ပြည်သူစစ်တိုက်ပွဲဝင်တစ်စိတ်တတိပြန်ရှိပွဲတရေစီသူပွဲ ်လွတ်လပ်ရေးမော်ကွန်းဝင်ပထမအဆင့်နဲ့နိုင်ငံကုံရီပွဲပထမအဆင့်တို့ကိုရရှိခဲ့သည်။ဦးစန်းယူသည်1948ခုနှစ်တွင်ရန်ကုန်မြို့နေပညာမင်းကြီး၏အဘတော်မြေဦးချိန်ဝက်နှင့်ဒေါ်သန်းရွှေတို့၏သမီးကျောင်းဆရာမဒေါ်သန်းချိန်နှင့်လက်ထပ်ခဲ့သည်။ဒေါ်လက်လက်ယူဒေါ်ခင်ဆွေယူဒေါ်အေးတန်းယူဒေါ်စောယူမွန်သမီးလေးဦးထွန်ကားသည်။နိုင်ငံတော်သမ္မတနှင့်ကာကွယ်ရေးဦးစီးချုပ်အငြိမ်းစားဦးစန်းယူသည်1996ခုနှစ်တွင်ရန်ကုန်မြို့၌ကွယ်လွန်သည် ကွယ်လွန်ချိန်တွင်ဇနီးတော်တန်းချိန်နှင့်သမီးလေးဦးမြေးလျှောက်ဦးကျန်ရည်သည်2022ခုနှစ်တွင်ဦးစန်းယူအားနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌကပြည်တော်စုစီသူတင်ကဟဘွဲ့ဖြစ်သော အကမဟာတေးစီသူဘွဲ့နှင့်သူဒမတင်ကဟဘွဲ့အကမဟာတီတီသူဒမဘွဲ့ကိုရှင်းမြင့်အနှင်းခဲ့သည်။စောင်းပါရှင်လွင်ဦးရန်ကင်း